ဆိုတဲ့ဘာဝတရားမှာဒီဝေဒနာတောင်းတဲ့တရားတွေကိုမဖြစ်ကြောင်းမဖြစ်ပေါ်နိုင်အောင်ဆုံးဖြတ်ပြီးဖြတ်ရတယ်။ဒါရမကဘုပညာရဒုက္ခိကရဏောအတိပညာတွေအားနည်းသွားပြည့်တဲ့ဉာဏ်ပညာတွေကိုအပြော့သွားတဲ့ဒီတွေတွေဖြစ်နေ။ဒါအလဲတော့မဖြစ်ဘူး။ဟုတ်ကဲ့။အတိပညာရဖို့ရတာကတ္တမအရေးကြီးတယ်အတိပညာမရနိုင်အောင်ဟောဒီလောဘကအာပြောသွားစေတယ်မဟုတ်ဘူး ဒီဝေဒနာအဲ့ဒီရောဂါနဲ့တွေးလာတဲ့ရှင်းလာတဲ့အတွေးမှာလည်းပဲအဖြစ်အပျက်ကိုအပ်လို့ရတာပဲဒါကြောင့်မလို့ကာမဝိတ္တေဆိုတဲ့ရောဂါနဲ့ရှင်းရလာတဲ့အတွေးဒီမတွေးရမယ့်အတွေးပါဒီအတွေးကိုမထိန်းချုပ်နိုင်ဘူးဆိုရင်မဖြစ်နိုင်တော့မထိန်းချုပ်နိုင်လို့ရှိရင်သို့ရောဂါကြီးကြီးထွားလာပြီးတဲ့အခါကျနောက်ဆုံးအရာဆုံးမှုတွေကြီးလွန်လာတဲ့အချိန်ကိုပြည့်စည်တယ်မှာကတရားပစ္စည်းကိုလိုချင်တယ်ဆိုတာရှိအောင်ဖြစ်တယ် နောက်ကမှဒီလိုချင်တဲ့လောဘတွေကအတွေးကြောင့်ရှင်သန်ဖားဆိုင်လာတာဖြစ်တယ်။သိပြီဒီကိုလိုချင်တာနေနေတယ်။ဟုတ်ကဲ့။ရှင်သန်ဒီဒီလောဘကအချိန်တက်နေနေရှင်သန်ဒီလောဘအချိန်တက်လာနေနေ။ဒါကြောင့်ဒီအတွေးတွေးချင်းဒီသာဝေဇအဖြစ်ရှိတဲ့ဒုက္ခဝိပါဒဆင်းရဲတဲ့အတွေးကိုသိပြီ။